လာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မတ်လ25ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့နန်းဆန်မြို့မှာ Bipo Sipo နဲ့ HIP ယောဂဖြစ်ပွားမှုတွေများပြားလာတဲ့သတင်းစစ်ကောင်စီကြောင့်မတ်လအတွင်းရောဒေတာခန့်စစ်ကိုတည်ဆုံခဲ့တဲ့သတင်းရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်6ခုမှာတောက်တုံရဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သတင်းစစ်ကောင်စီကပြပစီလွှမ်းမဲ့လုပ်သားဥယေကန်တမ်းမုံပြုတ်လုလာတဲ့သတင်း ထန်းတပင်မြို့နယ်ကစစ်ပေးရှောင်9000ကျော်ဟာတနည်းကြာလာတဲ့အချိန်နေရမပြောင်းနိုင်သေးတဲ့တဲ့ရင်အမေရိကန်နိုင်ငံရဲ့ဥရောပမဟာမိတ်တွေက USA အတွက်ထိဝင်ထားပြီးဖြစ်တဲ့ငွေတွေကိုထရန့်အစိုးရထံကနေပြန်ရဖို့ကြိုးပမ်းနေတဲ့တဲ့ရင်အဆရှိတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတဲ့ရင်တစ်ပုဒ်အနေနဲ့နန်းဆန်မြို့မှာ Bipo Sibon နဲ့ HMB ယောဂဖြစ်ပွားမှုတွေများပြားလာတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် စစ်တပ်အာဏာသိမ်းပြီးနောက်ရှမ်းပြည်နယ်တောင်ပိုင်းနန်းဆန်မြို့မှာ KDB နဲ့ဖျော်ဖြေလုပ်ငန်းတွေများပြားလာမှုနဲ့အတူ People စီပိုးနဲ့ HMB ယောဂဖြစ်ပွားသူတွေလည်းများပြားလာတယ်လို့ဒေသခံတွေထံကသိရပါတယ်။စစ်ကောင်စီအာဏာမသိမ်းမီကနန်းဆန်မြို့မှာ KDB စစ်ခုခန့်သာရှိခဲ့ပေမဲ့စစ်အာဏာသိမ်းပြီးနောက် KDB ဆိုင်30ခန့်ရှိလာတဲ့အပြင်လောင်ကစားဂျုံတွေလည်းများပြားလာတယ်လို့နန်းဆန်မြို့ခင်အမျိုးသမီးတူကပြောပါတယ်။ အသင်းအောင်တော်ဘီပိုးဟာကူးစက်လွယ်တဲ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးလူတစ်ယောက်ကနေတစ်ယောက်ကိုအလွယ်တကူကူးစက်နိုင်တဲ့အပြင်မတန့်ရှင်တဲ့ဆစ်တိုအက်တကူရည်သုံးပစ္စည်းနဲ့လိန်ဆက်ဆန်ခြင်းတွေကလည်းကူးစက်နိုင်ပါတယ်။ဒါအပြင် HIV ရောဂါဟာလည်းခုခံအားကျဆင်းမှုကိုဖြစ်ပေါ်စေတဲ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး AIDS ကိုဖြစ်စေကတုတ်၊တွင်းနဲ့နှုတ်ရည်ကနေတဆင်းကူးစက်နိုင်ပါတယ်။အဲအကြောင်းဘီပိုးနဲ့ HIV ကူးစက်ခံရသူတွေအနေနဲ့ ကုသမုံကိုအမြန်ဆုံးခံယူပြီးစကုသမုံခံယူမှသာယောဂသက်သာတယ်လို့ကုဆတ်မုံလည်းယောကျနိုင်မှာဖြစ်တယ်လို့နန်းဆန်မျိုးကဆက်ဝင်တူကရှင်းပြပါတယ်။ယောဂကုဆတ်ခံထားရတဲ့သူတွေအထက်မှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေပါပါဝင်နေပြီးဆိုင်းရှင်တွေအနေနဲ့လည်းအလုသမားတွေကိုတစ်လတစ်ကြိမ်နှစ်လတစ်ကြိမ်စစ်စစ်မှုနဲ့ပြုလုပ်တင်တယ်လို့ဒေသခံတွေကထောက်ပြပါတယ်။လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းကဖြစ်သူအများစုဟာ ကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာအားနည်းခြင်းတွေကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကကျမ်းမာရေးအသိပညာပေးမှုတွေပုံမလုံးဆောင်ပေးဖို့ဒေသခံတွေကလိုလားနေရလို့သိရပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကြောင့်မက်လာအတွင်းရော့တစ်တပ်ခန့်စစ်ကိုတင်ဆောင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကန်ကောမြို့နယ်ရော့တစ်တပ်မှစစ်ကောင်စီရဲ့တပ်ခန့်မှုတွေကြောင့်မက်လာအတွင်းဒေသခံစစ်ကိုတင်ဆောင်ခဲ့ရလို့သိရပါတယ်။စစ်ကောင်စီကရော့တစ်တပ်ကို မက်လာဆမ်ဘန်ကစလို့ဖုံးလိုင်းဖြတ်တောက်ကစစ်ကြောင်ထိုးတိုက်ခိုက်တာတွေလေကြောင်တိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေတဲ့အတွက်ကန့်ကောဆောနဲ့ထင်းလင်းမြို့နယ်ကဒေသခံ၁၉ဦးသေဆုံးပြီးအယောက်၄၀ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့မက်လာ၂၂ရက်မနက်ကလည်းကန့်ကောမြို့နယ်နန်းခါရွာကပြည်သူ့ကျန်းမာရေးစစ်ကန့်ကိုလင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဆယ်ဝင်မိသားစုအပါအဝင်၁၂ဦးသေဆုံးခဲ့ပြီး၆ဦးဒဏ်ရာရရှိခဲ့လို့ဒေသခံတွေကပြောပါတယ်။ ဒါပြင်မက်လ20ရက်မနေ့အစောပိုင်းကလည်းထီလင်းမြို့နယ်အခြေဘက်ကအလေပန်းကျေးရွာကိုတိုက်ပွဲမဖြစ်ပဲဂျက်ဖိုက်တာနဲ့ဘုံအလုံး30လောက်ကျေးရှားတိုက်ခိုက်ခဲ့လို့အရက်သားပြစ်သူတွေတေဆုံးတံရရရှိခဲ့ပါသေးတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေအပြင်မြေပြင်စစ်ကြောင်းကလည်းကန့်ကောတောင်ပိုင်းနဲ့မြောက်ပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်အချက်ချကြတဲ့အောင်မြင်ရွာကိုဘန်ကာရီဆောက်ပေးတက်ဆွေးနေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။ တတိယသတင်းတပုတ်အနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်6ခုမှာတောက်တုံးရဲ့အခက်ခဲနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကပုံနှကျွန်းကြောက်တော်ရသေတောင်ပောက်တော်မင်းများနဲ့မောင်တော်မြို့နယ်မှာဆက်ဆောင်ဥယျာဉ်တိုးလာကြအောင်တောက်တုံးရဲ့အခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေထံကသိရပါဗျ။ အဲ့ဒီမြို့နယ်တွေဟာနှစ်စဉ်တွေရတီရောက်တိုင်းတောက်တုံရေရှားပမှုနဲ့ရင်ဆိုင်ရပေမဲ့အခုနှစ်မှာတော့ဒေသရင်းတကြော့ပြန်တိုက်ပွဲတွေကြောင်းနေရစွန့်ခွာတဲ့စစ်ဘေးရှောင်တွေများလာတဲ့အတွက်တောက်တုံရေခက်ခဲမှုကိုပိုပြီးကြုံတွေ့နေရတာပါဒေသရင်းတိုက်ပွဲတွေကြောင်းမြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်ကတိုင်းနယ်ရှိတဲ့ဒေသခံတွေဟာကြေးရွာတွေကို ထွက်ပြေးခိုလုံလာတဲ့အတွက်ကံရီပမာဏနဲ့အသုံးပြုသူအရေအတွက်ကမျှတမှုမရှိရကြောင်းတောက်တုံရေအခက်ခဲနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါတယ် ရခိုင်မြနယ်တဲကကျေးရွာနေပြည်သူတွေဟာဆောင်းရတီနဲ့နေရတီမှာတုံးဖို့အတွက်တောက်တုံးရီကိုမိုးရတီကလေးကရေကန်တွေမှာတူလောင်ထားကြပေမဲ့နေရတီရောက်တိုင်းတောက်တုံးရီရှားပါမုံတိုင်းရင်ဆိုင်ကြုံတွေ့နေရပါရခိုင်ပြည်နယ်မှာနှစ်စင်နေရတီရောက်တိုင်းတောက်တုံးရီရှားပါမုံနဲ့ကြုံတွေ့နေရပြီးတန့်ရှင်မုံမရှိတဲ့ခြေတွေကိုတောက်တုံးရအကြောင်းကလင်းငယ်တွေနဲ့တက်ကြီးပိုင်းတွေမှာဝမ်ပြဲဝမ်လျှော်ယောဂကူးဆက်ခံရမှုတွေနဲ့အရေးပြားယောဂတွေကိုခံစားနေကြရတယ်လို့သိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကပြပဆီလမန်လုတ်သားဥယေကန်တမွန်ပြုလုပ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာလုတ်သမားဆီလမန်ပြည်တွင်းအေဂျင်စီတွေဟာတလက်တစ်ချိန်ပဲအလုတ်ခေါ်စာတင်ပြခွင့်ရရှိမှာဖြစ်ပြီးနိုင်ငံလိုက်အလုတ်သမားဆီလမန်အရေးအတွက်ကိုလည်းစစ်ကောင်စီကကန့်တက်လိုက်တယ်လို့အလုတ်ကန်ရှာဖွေအေဂျင်စီတွေထံကသိရပါတယ်။ပြပနိုင်ငံတွေကိုဆီလမန်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီအလုတ်သမားရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာနိုင်ငံတွေကတန်ရာရှိတယ်ထင် အစဉ်စဉ်တင်ပြဖို့လိုအပ်ပြီးခွင့်ပြုချက်ရမှာပဲအလို့သမားဆီလွတ်ခွင့်ရှိမယ်လို့ဆိုပါတယ်။ MOU စနစ်နဲ့ထိုင်းနိုင်ငံကိုတလအယောက်90ဂျပန်ကိုတလ15ယောက်စင်ကာပူနိုင်ငံကိုတလ5ယောက်နဲ့တောင်ကိုရီးယားနိုင်ငံကိုတလ10ယောက်ပဲတင်ပြမှာဖြစ်တယ်လို့အလို့သမားဝန်ကြီးဌာနရဲ့ပြန်ကြားချက်အရသိရပါတယ်။ စစ်ကောင်စီကစစ်သား၁၀၀ရှိဖို့အတွက်အတင်းအဓမ္မဆင့်ခေါ်နေရာဖမ်းဆီးနေရာအကြောင်းလဲလူငွေထွက်ပြေးတိမ်းချောင်းနေကြရပြီးစစ်ကောင်စီဘက်ကလည်းလူငွေပြပထွက်ခွင့်မရနိုင်မှုနီလန်းမျိုးစုံနဲ့တင်းကျပ်နေရာဖြစ်ပါတယ်။စစ်ကောင်စီကပြပရောက်မြန်မာအလို့သမားတွေကိုနီလန်းမျိုးစုံနဲ့တင်းကျပ်လာတယ်လို့လစာဝင်ငွေရဲ့25ရာခိုင်နှုန်းကိုမဖြစ်မနေပြန်လွှဲဖို့ဝင်ငွေခွင့်200ရာခိုင်နှုန်းကိုကောက်ခံတဲ့နီလန်းတွေနဲ့နိုင်ငံရေးဝင်ငွေရနိုင်ပေမဲ့လက်ရှိမှာတော့ပြပထွက်အလို့လို့ခွင့်ကိုကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဆက်လက်ပြီးထန်းနမဲ့မြို့နယ်ကစစ်ဘေးရှောင်9000ကျော်ဟာတနေ့ကျော်ကြာလာတဲ့အထိနေရမပြောင်းနိုင်သေးတဲ့တင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းထန်းနမဲ့မြို့နယ်ကစစ်ဘေးရှောင်ပြည်သူ9000ကျော်ဟာစစ်ကောင်စီကထိုင်ထားတဲ့မိုင်းတွေလေကြောင်းတိုက်ခတ်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တနေ့ကျော်ကြာလာတဲ့အထိနေရမပြောင်းနိုင်ကြသေးဘူးလို့သိရပါတယ်။ထန်းနမဲ့မြို့နယ်ကျေးရွာဆေးရွာကပြည်သူတွေဟာ2024ခုနှစ်ဖေဖော်ဝါရီလကစလို့ဒီနေ့အထိ တောင်ကူမြို့စုံကဖုန်ကြီးကြောင်းနဲ့ဖုန်ကြောင်းအနီးတစ်ဝိုက်မှာစစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။၂024ခုနှစ်ဖေဖော်ဝါရီလ6ရက်ကထန်းတပင်မြို့နယ်ဇရက်ကြီးမြို့အခြေဆိုင်ခလာရခွန်3တက်ကိုကင်နယ်လင်နဲ့ PDF ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေအပြင်းထန်ပြုလုပ်ခဲ့တဲ့အတွက်ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတန်းချောင်နေခဲ့ကြရပါတယ်။ဒါအပြင်စစ်ကောင်စီမြေပြင်စစ်ကြောင်းတွေကလည်းထန်းတပင်မြို့နယ်ကင်မွန်းရှုံရွာအနောက်ဘက်ကနေအိမ်တွေ ရွှေချင်းဖုန်ကြီးကျောင်းနဲ့ဒိုရန်ရွာပကံကွဲရွာတွေမှာအထန်ရှားတက်ဆွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒေသခံရွာသားတွေကိုရွာအတွင်းကိုပေးမဝင်ပဲပြည်သူပိုင်ပြည်စီတွေကလည်းခိုးယူထားတယ်လို့မြင်မြောက်မိုင်းတွေလည်းထောင်ထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့မင်းတိုင်းရေချီကုန်းဒိုရန်ပကံကွဲကင်မွန်းရှုံရွာရဲ့ပြင်လှေလံကူကိုးတိုင်းမြို့ဆိုးညောင်လေးကုန်းနဲ့ကျိုးပင်သားရွာတွေကဒေသခံတွေစစ်ပေးရှောင်နေကြရဖြစ်ပါတယ် နောက်ဆုံးနိုင်ငံတော်သတင်းတပုတ်အနေနဲ့အမေရိကန်နိုင်ငံရဲ့ဥရောပမဟာမိတ်တွေက USA အတွက်ထိဝင်ထားပြီးဖြစ်တဲ့ငွေတွေကို Trans Soya ထံကနေပြန်ရဖို့ကြိုးပမ်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဥရောပမဟာမိတ်၃နိုင်ငံဖြစ်တဲ့ Sweden, Norway နဲ့ Netherlands နိုင်ငံတွေကဆင်းတဲ့နိုင်ငံတွေကိုကူညီနိုင်ဖို့အမေရိကန်ဆိုယာကနေတစ်စင်းဒေါ်လာတန်ပေါင်းများစွာကို ထိဝင်ထားကြပါတယ်။ဒါပေမဲ့အဲ့ဒီငွေတွေကိုမတုံ့ရသေးခင်မှာပဲသမ္မတဒေါ်နယ်ထရန့်အဆိုရတက်လာပြီး Elon Musk ရဲ့အဆိုရအတုံးကြီးချော့ချရဲ့အစီအစဉ်ကြောင့် ်အမေရိကန်နိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USA မှာထင်းဝင်ထားတဲ့ဒေါ်လာ15သန်းကျော်ဟာ USA ရဲ့ဘဏ်အကောင့်ထဲမှာပိတ်မိနေတယ်လို့ဥရောပ၃နိုင်ငံကအစိုးရအရာရှိတွေက AP သတင်းဌာနကိုပြောကြားပါတယ်။လက်ရှိအမေရိကန်အစိုးရက USA ရဲ့ဂျမ်မွန်တွေကိုဖျက်တောက်လိုက်ပြီး USA ရဲ့ project တွေကိုလည်းဂျန်နာထားအကြောင်းဥရောပနိုင်ငံတွေကသူတို့ထိဝင်ထားတဲ့ငွေတွေကိုရှင်းရနိုင်ငံတွေထံကူညီဖို့ဆက်လက်အသုံးပြုမလားဒါမှမဟုတ်ပြန်ပေးမလားဆိုတာကိုအမေရိကန်အစိုးရကိုမေးမြန်းခဲ့ကြပါတယ် ဒါပေမဲ့အမေရိကန်ဆိုရကတော့တွန့်ပြန်မှုတစုံတရာမရှိခဲ့သလိုဒီနိုင်ငံတွေက USA ကိုထိဝင်ထားတဲ့အမှန်တကယ်ပမာဏဟာပုံမှန်များပြားနိုင်ွယ်ရှိရလို့လည်းပြောဆိုနေကြပြီးအဲ့ဒီသုံးနိုင်ငံအပြင်တခြားနိုင်ငံတွေကလည်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေတက် USA ကိုထိဝင်ထားတာတွေလည်းရှိနေတယ်လို့အမည်မဖော်လိုတဲ့တာဝန်ရှိသူတူကပြောပါတယ်။အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနနဲ့ USA တို့ကတော့ USA ရဲ့ဘဏ္ဍာငွေရပ်တန့်လိုက်တဲ့အချိန်မှာ တခြားသောတိုင်းပြည်တွေကဖွံ့ဖြိုးတိုးတက်ရေးပူပေါင်းရေးလုပ်ငန်းတွေအတွက်ထိဝင်ထားတဲ့အသုံးမပြုရသေးတဲ့ငွေကြေးဘလောက်ရှိနေသေးတယ်ဆိုတာတွေအဲ့ဒီငွေတွေကိုဘလို့ဆက်ပြီးလုပ်မလဲဆိုတာတွေကို ဖြစ်ကြားရှင်းလင်းတာမရှိသေးပါဘူးအမေရိကန်အစိုးရတဲ့အနေနဲ့နိုင်ငံခြားအကူအညီပေးမှုတွေကိုရုတ်တရက်ရပ်တန့်လိုက်ပြီးလူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေအပေါ်စာချုပ်ဖျက်သိမ်းလိုက်မှုဟာအမေရိကန်အစိုးရရဲ့ငွေကြေးဆိုင်ရာယုံကြည်ရမှုကိုမေးခွန်းထုတ်เสียရလဲဖြစ်လာပါတယ် MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ